်မင်္ဂလာပါရှင်အေဂျင့်မြန်မာ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူ စုသစ္စာရှင်းတာထားတယ်ဗဟေတိစံတော်ရွာဆိုတဲ့ဇာတ်လမ်းလေးကိုအစားဆုံးတင်ဆက်ပေးသွားချင်ပါတယ်ဇာတ်လမ်းလေးမစတဲ့ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရနော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်အောင်ပါရှင်ဒီကဘာမီတီမှာ ထူးခြားစံကြယ်တဲ့အရာများစွာရှိရယ်။ဖျားရှင်လက်ထက်တော်ကပဲနဂါဘလူစတဲ့စံကြယ်တဲ့ပုံကိုယ်တွေတရှိခဲ့ခြင်းကိုထောက်ပြီးတော့မမြတ်တဲ့အရာတွေကိုညှင်းဆန်နိုင်ခြင်းမရှိပေ။ကိုလိုနီခေတ်1930ထန်းကြကုန်ရွာလီဟာတာယာပြီးလာပါတင့်တဲ့ရွာလီတွေဖြစ်တဲ့ဆိုင်ရေးစဘာပေါ်များပြီး အလူတန်းတွေကိုစီတီကရွာနီးဆက်တွေမှာမြို့တိုင်အောင်အထိလူတန်းလေးရှိရယ်။ အလူကြီးမိကိုလည်းမကြခဏစီကားစွာကျင်းပါကြတယ်။ရွေရတီမှာရွာရဲ့ကိုနဝင်းဖျားစစ်တီပွဲမှာ အစီကားဆုံးသောပွဲတော်တစ်ခုဖြစ်ပေရဲ့။တရင်ကျော့ကာတမယာမှာစီမီပူဇော်ပွဲနဲ့အတူကိုနဝင်းဖျားပွဲတော်ကိုကျင်းပါလေရှိရဲ့။လာပညာမှာကောင်းကင်ကြီးဟာကဘာမီကိုအလင်းရောင်တွေပေးဆွနေရဲ့။လာရောင်နဲ့တူစီမီတွေထိမ့်ထိမ့်တားလျက်ပျော်ရွှင်စွာဖျားပွဲတော်ကိုကျင်းပနေရဲ့မြင်ကွင်းမှာတိတ်ကိုအေးချမ်းတရားလှပေရဲ့။ လုံမပြိုလေးတချို့ရဲ့လက်တွေ့ပန်းနဲ့ပြုတ်ထုတ်ထားတဲ့စင်မီးတွေကိုကန်ဆောင်ထားပြီးကလေးငယ်တွေဟာအယုံလှဲလေးတွေပေါ်မှာဖျောင်းနိုင်မီးလေးတွေဒွန်းညိထားတယ်။အိုးစီတံတွေနဲ့အတူ ကာလာတာကာလာသမီးတွေရဲ့ကြပြဆက်ပွဲတွေကိုလည်းတွေ့ရပြန်ပါသေးတယ်။တကယ်ကိုမြန်နိုးဝယ်ရဒလေးတစ်ခုဖြစ်ပေရမဟုတ်လား။ဒါပေမဲ့ဒီဝါလေးထံကိုပျော်ရွှင်ခြင်းမသည်ဝမ်းနဲ့ဝယ်ကောင်းတဲ့အဖြစ်ပြက်တချို့ကဝင်ရောက်လာခဲ့တယ်။အဲ့ဒီအဖြစ်ပြက်ကြောင့်ရုတ်တရက်ဆိုသလိုထန်းချောက်ကောင်ရွာလေးဟာ တုတ်တန်တစပြင်လိုပြောင်းလဲသွားခဲ့တယ်။2010ခုနှစ်နောက်တစ်ပတ်မှာဒဂုံတက္ကသိုလ်တတိယနှစ်မြမစာအထူးပြုတန်းမှာကျောင်းသားကျောင်းသူတွေလေးလိုက်ခရီးသွားကြရပါမယ်။ဒီခရီးမှာတက္ကသိုလ်မှအစီအစဉ်ထားခြင်းမဟုတ်ပေ။ကျောင်းသားကျောင်းသူတွေရဲ့စီစဉ်မှုနဲ့တွားရောက်မဲ့ခရီးဖြစ်တဲ့အဲ့ဒီဘက်မှာစုရည်ချက်လေးအပါဝင်ပြီ။စုရည်ချက်မှာအဲ့ဒီဘက်မှာအသိငယ်ဆုံးဖြစ်ပြီးအများရဲ့ချစ်ခင်နှစ်သက်ချင်းကိုခံရသူဖြစ်တဲ့လူကောင်းတေးတေးအရှက်ပုပ်ပုပ်နဲ့ အသားမှာဝင်းဝါပြီးတော့အတော်လေးဖြူတယ်။မျက်မှန်ပါဝါတူကြီးနေစာကြဘိုးလိုပင်ခေါ်ကြတယ်။မြမစာကိုလည်းအတော်လေးလိုက်စားခဲ့ပြီးတက်ကြပါတာရက်တွေနဲ့မတူမြမစာပါတာရက်မှာအတော်လေးအမှတ်များသူဖြစ်တယ်။ဆယ်တန်းမှာ83မိနစ်ခုံတူတော့မရခဲ့သေး။ဒါပေမဲ့အတန်းမှာမြမစာနဲ့ပတ်သက်ပြီးတော့ဆရာစင်မတွေမိသည်မရတဲ့တောင်းသူတယောက်ပင်ပေစာကျန်းစာတွေကိုလေလာစူးစမ်းလူစေရှိပြီးမြမစာမိသားကိုယူခဲ့တယ်လို့အမည်ပြောလို့ရှိရဲ့။ အခုလေစာပေလေးလာရည်တွေအတော်လေးစိတ်လှုပ်ရှားကပြင်ဆင်စရာတွေကို ပြင်ဆင်ထုတ်ပေါ်နေရဲ့။တမီးနောက်တစ်ပတ်မှသွားမှာမဟုတ်လား။ဘာလို့ပစ္စည်းတွေထက်နေရတော့။တမီးစိတ်လှုပ်ရှားနေလို့ပါမမီးရဲ့။အရင်နှစ်တွေကဆိုရင်တမီးကိုငယ်သေးရဲ့စိတ်မချလို့ဆိုပြီးတော့ခရီးတွေမလှုပ်ခဲ့ဘူးလေ။အခုမမီးတို့ခွင့်ပြုတော့သွားရမှာမလို့ပျော်လဲပျော်တယ်။အဲအကြောင်းလိုအပ်တာတွေချူတင်ပြင်ဆင်ကြမမီးရဲ့။အမှန်တမ်းပြောရရင်တော့မမီးကမလှုပ်ချင်ပါဘူးကွယ်။ စိတ်ထဲထဲတမျိုးဖြစ်နေတဲ့သိလားဒါပေမဲ့လည်းသမီးနဲ့အသက်အရွယ်တကူရှာလာပြီးနောက်ဆိုဒီအရွယ်ရဲ့လွတ်လပ်မှုတွေပျော်ရွှင်မှုတွေကိုမခံစားရမှဆိုလို့ခွင့်ပြုတာနော်ကိုကိုကိုလည်းခယူဆိုင်ထိန်ထိန်တင်းလေးနေနော်ယောက်ျားလေးတွေလည်းပါမဆိုတော့အနေထိုင်တော့ဆင်ခြင်းသမီးရဲ့အခုခရဘသူကိုမှယုံရတာမဟုတ်ဘူးဟုတ်ပါပြီမမီရဲ့သမီးကမမီတို့ဖွားဖွားတွေရဲ့လက်မှာပဲကြီးပြင်းလာတာပါကိုကိုကိုချစ်တတ်ဖို့ထိန်ထိန်တင်းနေတတ်ဖို့ မြန်မာမိန်းကလေးပြီတာပေါ့အဲ့စကားတွေကလည်းထက်နေပါပြီသမီးတို့လည်းစိတ်ချနော်မမီတို့ရဲ့စကားဆိုတသိမတိန်လိုက်နာပြီတာပါအခုပိုက်စာပြီဘာချက်လဲမမီသမီးကတော့လေအစားတော့စိတ်ချရပြီတာပဲသမီးကြိုက်တဲ့စက်သားဟင်းပေါ့သမီးတရီကပြန်မလာပြစ်ဖို့တဲ့ဒီနေ့အလုံမအားလို့ဖွားကြီးကိုအခန်းထဲမှာသွားခေါ်ခဲ့ကြလေသမီးတူတူစားရအောင်မမီပြင်ဆင်ထားလိုက်မယ်လေဟုတ်မမီစွရည်ချဲမှာတဝရတော်သမီးဖြစ်ပြီး MAF အဖွဲ့ရုံးနဲ့အတူအေဂျင့်နဲ့မိသားစုလေးကိုလည်းပိုင်ဆိုင်ထားတယ်။ကဲဟိုမှာစုကြီးချေရောက်လာပါပြီ။ဘာလို့လဲမမတေဗီရဲ့စုအမျှော် နေကြရလား။အများရန်ပြောဝင်နေရပဲနော်။စိတ်ချမ်းသာရဲ့တိတ်လား။ပြောနေရကြပေါ့။မနေ့ပြန်ခရီးသွားကြတော့မယ်လေ။ဂျားထဲမှာစာမလာတရင်မကြဖုန်းလည်းမကင်လို့လေ။ sorry ပါနော်။စုစာတန်းတချို့လေးလာနေရနေဖုန်းလည်းမကင်ဖြစ်ပါဘူး။ပြီးတော့ရေဝင်ပြီးတော့ကြောင်တောင်ဖြစ်နေလို့ဖုန်းလည်းမကင်ဖြစ်တာ။ ကဲပါစုကအဖွဲထဲမှာအငယ်ဆုံးလေးဖြစ်တယ်အပေါင်းတင်လည်းတိတ်မရှိတော့မတ်တီကစုကိုအပေါင်းတင်တူအောင်လှုပ်ပေးဖို့ပြီးတော့အခုခေးစင်မှာသူတို့လျောက်ကဥဆောင်ကြမှာမလို့ဒီဘက်ကလှိုင်းနေတည်းသူကတော့နှင်းဆက်ခိုးဘက်ကအောင်ရဲကြော်နေနန္ဒဆိုင်နဲ့မတ်တီရဲ့ငယ်တင်ငယ်ချင်းတွေအားလုံးပဲမှတ်ထားနော်ဒီကညမလေးကစုရည်ချင်းတနေ့သူတွေကတော့စုနဲ့ရင်းနှီးပြီးသားပါပဲဟုတ်ကဲ့အားလုံးပဲတွေ့ရဝမ်းသာပါရဲ့ရှင့်တင်ပြလဲညွှန်ပါအောင်နော် အဖွဲရဲကလိုင်းနေတယ်မှာစုပုံစံလေးကအေးစစ်စစ်လေးနော်ရရင်လေးနဲ့လှတယ်ငါသားယောက်ျားလေးဆိုရင်သူ့ကိုကျွေးမိမှာနဒီတို့ကလှုပ်ပြီအခုမှသူကမိတ်ဆက်ပေးထားနော်ညနာပြမလှုပ်နဲ့လေကွာဟိုမှာတို့ညမလေးရှက်သွားမယ်အခုတည်းရေးစက်အောင်ထားဖို့တရားမဟုတ်ဘူးနော်တိတ်မစားကြနဲ့ကဲကဲကဲဒီနေ့စာတန်းကိစ္စဆွေးနွေးကြပြီးတော့အိမ်ပြန်ကြတာပေါ့မနေ့ခရီးထွက်ကြရမှာဆိုတော့ဟုတ်ကဲ့မမတေရိစွေရဲ့ချဲအပါအလုံးပေါင်း၁၈ရောက်ဖြစ်တယ် ကျောင်းသူကျောင်းသားတပါပါစစနနောက်ပျော်ရွှင်ရွှင်နဲ့စာတန်းကိစ္စတွေကိုတိုင်ပင်ပင်အောင်အိမ်ပြန်ကြပြီးနောက်နေ့မှခရီးဆက်ဖို့ပြင်ဆင်ကြတယ်။ငါလက်ပြန်ပေးအဖထပ်ပါအောင်အဖထပ်ပါအောင် အမေတားကိုလုံးရှာမတွေ့တော့ဘူး။သေးတန်ရရဲ့နဲ့ကိုလည်းအိမ်ကမပြေဆုံးသူတွေရဲ့အော်ဟစ်စူညံရဲ့အရာတွေကိုစုရည်ချက်တရားမြဝါတတင်မြင်နေရပြီးကြောက်လန့်တောင်းလုံးနေမိရဲ့။တားဟုတ်ကဲ့ပါအာလက်ပြကြီးနဲ့တူ တောက်ခဲ့ပါဆိုတဲ့စကားကြောင့်စွေချေတောက်လှန်တဲ့ကြားနဲ့ထအော်လိုက်မိရဲ့စွေချေအသိဝင်လာတာနဲ့ပဝင်းချင်းကိုကြည့်လိုက်တော့သူ့ရဲ့စာကြည့်စပွဲပေါ်မှာထိုင်လျက်သားအိပ်ပျော်နေမိခြင်းပဲခန္ဓာကြမှာတော့စွေချေအမေရောက်လာကသမီးလေးဘာဖြစ်လို့လဲအခုတည်းမအိပ်သေးဘူးလားမဟုတ်ဘူးမမီသမီးအိမ်မက်ဆိုမှတ်ပြီးရရှောင်းသွားတာ sorry ပါနော်မမီအေးပြတ်သွားပြီအရင်မပြတ်ပါဘူးသမီးလေးရအစဉ်ပြည့်ရလာရင်ညနာမှလည်းချွေးရည်ကြီးပဲ နဲ့ခရီးထွက်ရမှာကိုဒီကလေးနဲ့တော့အဲ့ရမှာလည်းမအိတ်။သမီးအဆင်ပြေပါတယ်။အိတ်တော့မယ်နော်မမေ။မမေလည်းပြန်အိတ်လိုက်အောင်။ Good night မမေ။ Good night ပါကွယ်။စွရည်ချက်လည်းဘာမှဆက်မတွေ့ပဲအိတ်ရဝင်က အိတ်လိုက်တယ်။စွရည်ချက်ခရီးထွက်ရမှာမို့ဖရားရှိခိုးပြီးအဖာဖြစ်သူနဲ့အဖေမေတို့ကိုကတော့ပြီးမှအိမ်ကထွက်ဖို့ပြန်လိုက်တယ်။မြေလေခဏလေး။ဘာလို့လဲဖဖ။ဒီမှာဖဖငငယ်လေးကဆွဲလာတယ်။အဆောင်ဆွဲကြလို့ တမိကိုနဲ့မခွာဆောင်ထားပါနော်။လက်ဘေးကနေမထွက်နဲ့။အန်ရဲကိတ်နဲ့ခရီးတန်ဖြစ်ပါစေကွယ်။ဟုတ်ကဲ့ဖေဖေ။တမိဆွဲထားပါမေး။ဖေဖေလည်းကျမရဲ့ဂယူးစိတ်ပါနော်။ပြေးရနေပြီးတော့မလိုင်းနဲ့မုံနေဝဲခဲ့မေး။တက်တာနော်ဖေဖေ။အေးအေးမြေးလေ။အားလုံးကိုနှုတ်ဆက်ကထွက်ခဲ့တယ်။ခရီးစဉ်မှာမြမစာဆရာဆရာမနှစ်ဦးနဲ့ကျောင်းသားဆရှိဦးတို့လိုက်ပါလာကြတယ်။ကားပေါ်မှာယောက်ျားလေးတွေကဂီတာတီးပြီးတော့မိန်းကလေးတွေကတခြင်းတွေတီးဆိုကခရီးစတင်ထွက်ခဲ့ကြတယ်။ လေးလိုက်နဲ့အတူပေါပေါပါပါ ခရီးစဉ်ဖြင့်ပျော်ရွှင်နေကြတယ်။စွရီချဲမှာတော့နောက်ဆုံးခုံမှာတင်ရင်းနဲ့အတူ ထိုင်ကစာတန်းတချို့ကိုကြည့်ရင်းနဲ့ညကအိမ်မက်အကြောင်းကခေါင်းထဲဝင်လာပြန်တယ်။စုဘာဖြစ်လို့လဲ။ညနာလည်းမကောင်းပါလား။ညကအရေးပြတ်ထားလို့ထင်နေ။အိမ်မက်လည်းမကောင်းလို့လေမမ။အဲအမလေးဘာဖြစ်တာတော့။ကားစားကြီးဘာဖြစ်တာလဲ။ကားမှာအရှင်ုံပြင်းစွာနဲ့တစုံတစ်ခုကိုဝင်သွားမိပြီးရက်တက်သွားခြင်းဖြစ်ကား။ ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူအားလုံးအလက်နဲ့ကြဖြစ်ကုန်ကြတယ်။မသိဘူးဗျ။ကျွန်တော်တခခုကိုအချိန်နဲ့ဝင်တိုက်မိတယ်လို့ပဲ။ဒါပေမဲ့ဘာမှလည်းမတွေ့ဘူး။ကဲကဲကဲအောက်ဆင်ပြီးတော့တီးကြတာပေါ့ဗျာ။အားလုံးလည်းညောင်းနေကြတာပေါ့။ဆရာကြီးလှန်ဝင်ရဲ့စကားကြောင့်ကားဆရာနဲ့အတူကျောင်းသားကျောင်းသူအားလုံးအောက်ဆင်လိုက်ကြတယ်။ကားဆရာပြောတယ်လို့ပဲအချိန်ဟုန်ပြင်းစွာတိုက်မိလိုက်ပေမဲ့ဘယ်အရာကိုမှမတွေ့။ဒါပေမဲ့ကားနောက်ဘေးမှာထူးဆန်းစွာနဲ့ပေါက်နေရဲ့။ဟုတ်တယ်ကားဆရာဘာမှလည်းမတွေ့ပါဘူးဗျာ။ ဒါပေမဲ့ဆရာကြီးကားနောက်ကပေါက်နေရဲ့ဗျ။အဲ့ဒါဆိုကားဆရာကိုကူညီပြီးတော့ဘိန်းလေးပေးလိုက်ကြအောင်။ဟုတ်ကဲ့ဆရာကြီး။ကြောင်းသားတဲ့ချိုလေးကားဆရာကိုကူညီကကားဘိန်းလေးကြတယ်။အနည်းတစ်ဝိုက်မှလည်းကွင်းပြင်ကြီးနဲ့တိပင်တချို့သာရှိရဲ့။အချိန်တန်ကြတော့ကားဘိန်းပြင်လို့ပြီးရနဲ့ခရီးဆက်နေကြတယ်။အချိန်ခဏများဆက်နေပြီးတော့တဝန်းကျင်တစ်ခုလေးမဲမောင်ကလေပင်ရုတ်တရက်တိုက်ခတ်လာတယ်။ကားဟာလေးရဲ့တိုက်ခိုက်မှုနဲ့အတူမဲမောင်ရဲ့အခြေအနေကြောင့်ဆက်ရက်လိုက်ရတယ်။ ကျောင်းသားကျောင်းသူတချို့လည်းခရီးစဉ်ကိုသိပ်အားမရတော့ပဲအလုံးကြီးတက်လျက်ကားဆက်ရပ်ပြီးနောက်လေကလည်းတိုက်ခိုက်မှုလျော့နေလာတယ်ခဏအကြာမှာပဲပဝန်းကျင်မှာမီးတုပ်တွေနဲ့လူတွေနွားလေးတွေနဲ့လူတွေကိုကားပေါ်မှာလမ်းမြင်ကြတယ်ကဲကဲဒီအချိန်နေနဲ့တော့တို့တွေဒီနားကဖုန်းကြောင်းမဖြစ်ဖြစ်အိမ်တိုင်မဖြစ်ဖြစ်အခုကြီးတောင်းမိနေကြရအောင်လေခလေးတို့ရေပွဲတော်တစ်ခုရှိပုံပဲနွားလေးတွေနဲ့တွားနေကြတာတွေ့ရဲကဲကဲ အားလုံးပဲကားအောင်စင်ပြီးတော့ရွာထဲကိုကူညီသွားတောင်းကြရအောင်။ဟုတ်ကဲ့ဆရာကြီးနဲ့ဆရာမ။ကားဆရာကတော့ကားပေါ်မှာပဲနေခဲ့ကာ။ကျောင်းသူကျောင်းသားတွေကကိုစီလွဲတည်လွဲပြီးမိတုံးတဲ့လူတွေရှိရကိုထက်လာကြတယ်။ကားဆရာကိုမနေ့ပြန်ဆင်းလာပြီးပြန်တွေ့ဖို့ပြောဆိုခဲ့တယ်။အတန်ငယ်လမ်းလျှောက်ပြီးတော့လူတချို့ရဲ့ညွန်ကြားမှုနဲ့အတူပွဲတော်တစ်ခုကိုရောက်ခဲ့တယ်။ပွဲတော်မှာအလွန်စီကတိုက်မြိုက်လာပြီးစီမီးတွေတင်းတင်းတာနေပြီးတော့အပြောင်းကိုစီနဲ့လူရွယ်ဆုံးမျိုးစုံပျော်ပါးကခုံပြီးခြံလုံးပြန်ပွဲတွေ ်ကရည်လူဝဲတွေကိုကျင်းပနေရဲ။ဒါပေမဲ့ရွာသူရွာသားတွေရဲ့အဝတ်အစားမှာအခုခေတ်အဝတ်အစားတွေနဲ့မတူဘဲနဲ့ရှေးခေတ်အဝတ်အစားအပြင်းစင်တွေဖြစ်တယ်။မိန်းကလေးတွေမှာစဝိုင်းတွေနဲ့ယောက်ျားလေးတွေမှာရောင်တုံးတွေနဲ့ထွေးဝင်းတွေကိုထိုးထားကြတယ်။ဒါပေမဲ့အဲ့ဒီလာကိုတတိမထားမိပဲ။ចောင်းသူចောင်းသားတွေဟာပွဲတော်စီကိုအယုံနေရောက်နေကြတယ်။ဒီကနောင်ကြီးတွေကခီးသွားရတဲ့နဲ့သူတို့ဘာကူညီပေးရမလဲ။သူကဒေရွာတကြီးဥအောင်နိုင်မှာတကြီးဆိုသူမှာအသက်အားဖြင့်90ခန်းသာရှိတည်ရဲ့ အရက်ထောင်ထောင်မောင်းမောင်းနဲ့ရောင်တုံထုံကအင်းကြီးလဲကဲတုံနဲ့ပဲစိုးမှာအရှိမအဆအရှိကြီးကိုချထားတဲ့။တကြီးရဲ့ဘေးမှာလူလက်ပိုင်းနှစ်ဦးရှိနေရဲ့။ဟုတ်ကဲ့ခင်ဗျ။ကျွန်တော်တို့မြို့ကနေလာတဲ့ခီးသွားတွေပါ။အချိန်နဲ့နေတာနဲ့ဒီနားမှာဝင်တဲဖို့အကူအညီလေးတောင်းချင်တာပါဗျ။ရပါတယ်။ကျုပ်တို့ရမှာလဲပွဲတော်ရှိနေတော့အခွင့်တင်တာပေါ့လဲပတ်လို့ရပါတယ်ဗျ။ကဲမောင်တို့နဲ့မောင်ပြူဒီကဧည့်သည်တော်တွေကိုရွာထိပ်ကဇရက်ဆောင်ကိုပဲနေရာလိုက်ချပေးပြီးတော့ပြန်ခေါ်ခဲ့ကြည်။ အေးအေးဆေးဆေးလက်ပတ်လို့ရအောင်ဟုတ်ကဲ့တကြီးရွာကနှုတ်ရဦးဆောင်မှုနဲ့တူအင်ကြီးတလုံးစီကိုရောက်လာခဲ့တယ်။အဲ့ဒီအိမ်မှာဇီရလူဆူရပေးမယ်။အမိုးရဲ့ကြမ်းမြေအကသာရှိပြီးဟောကန်ကြီးတခွေဖြစ်တယ်။ဒူဇန်နာကအဆောင်မှာနားနေကမပြုတ်ပဲအားလုံးကိုပွဲတော်စီကိုပြန်ခေါ်ကပွဲတော်ကိုလက်ပတ်စေ။ဒီနေရာကဧည့်သည်တို့တဲဖို့ပါ။အပေါ့လေးပြီးစွန့်ပြီးတော့ကိုလက်တက်စင်ပြီးရင်သူတို့နဲ့အတူပွဲတော်ကိုလိုက်ပါဆင်းရဲပါဗျ။သူတို့အရှိတ်ကနေစောင့်နေပါမယ်။ တချို့တဝက်တော့နားကြောင်မထင်သေးဗျ။အဆောင်မှာနေခဲ့လို့မရအောင်လား။မရပါဘူးဗျ။တကြီးရတီချမှားလိုက်တယ်လို့ဧည့်သည်တော်တွေကိုကျောက်တို့ရဲ့ပွဲတော်မှာပျော်ပါးစီခြင်းပါတယ်။ညင်းမရတဲ့အဆုံးဆရာနဲ့ဆရာမလေးကျောင်းသားကျောင်းသူတွေကိုအတွေ့အကြုံသိရအောင်လွတ်လွတ်လပ်လပ်လဲပတ်ဖို့အတူတူပွဲတော်စီပြန်လာခဲ့ကြတယ်။ရွာသူရွာသားတွေအားလုံးဖော်ရွေစွာအပြုံးနေနဲ့ဧည့်ခံကြိုးဆိုးကြပြီးစားသောက်ပွဲတွေလည်းပြင်ဆင်ပေးတယ်။စားသောက်ပြီးနောက်မုံစည်းတွေမှာလည်း ဝေကြီးမယူပဲနဲ့အခါမဲ့ကျွေးမွေးပြန်သေးရဲ့မိန်းကလေးတချို့ကိုသဘောကျကာចောင်းသားတချို့မှလည်းစာနောင်နေကြတယ်မိန်းကလေးတွေမှလည်းစိတ်ဆိုးခြင်းမရှိပဲလက်ဆောင်တွေတချို့ကိုလည်းပေးသေးရဲ့အာတောင်းမမလေးမမတောင်းမမြင်လိုက်လို့ပါနော်စုရည်ချဲကခလေးတက်မဝင်တိုင်းမိကပြန်လေတောင်းမနေခြင်းဖြစ်တယ်ရပါတယ်ကွယ်ဟင်မင်းမင်းဟာစုဘာဖြစ်လို့လဲခလေးငယ်မှလည်းစုမကိုကြောက်လို့ထင်းနေလူအုပ်တင်းကို ပြေးဝင်သွားတယ် ဆူဒီကောင်လေးကိုမြင်ဘူးနေတယ်လို့ပဲအဲ့ဒါကြောင့်ပါကဲပါပျော်စရာရှိတာပြောလိုက်ပါမျက်နှာကြီးကမှိုင်းနေတယ်လို့ပဲကွယ်အဲ့လေမတည်တဲ့ဆူကိုတတိထားနေရပြောပြောနေတော့ညီမလေးဘဝဆိုတာတိုးတောင်းနေတိတ်မစင်စားနဲ့ပင်ပန်းနေဟုတ်ကဲ့မမဆူမတွေးတော့ပါဘူးလက်ဘက်စားတော်ရင်လည်းအချိန်တော်လင့်လာပြီးတော့လူလဲပါလာပြီးမလို့ဆူရီချဲတို့အဖွဲလေးအဆောင်ကိုပြန်ဖို့တကြီးကိုခွင့်တောင်းပြီးပြန်ခဲ့ကြလေရဲ့ ဖုန်းလိုင်းတွေလည်းမမီပဲတစ်ဖွဲလုံးပင်ပန်းနေပြီမလို့အိတ်ကုန်ကြတယ်။သူ့ရဲ့ခြေကတော့ပွဲစီမှာဝင်တမ်းမိရဲ့ခလေးငယ်ကို ပြန်မြင်ရောင်းရင်းနဲ့အတွေ့ကိုဖျောက်ကဖះရှိခိုးဖို့ပြင်ဆင်လိုက်တယ်။ဒါပေမဲ့မြတ်တာတုံတာအစားချေရသေးတယ်။နားထဲမှာစုညံတန်တချို့ထပ်ပေါ်လာတယ်။ရက်လိုက်ရင်စုညံတန်ရက်တန်သွားသလိုဖះရှိခိုးဖို့ပြင်ဆင်လိုက်ရင်လည်းစုညံတန်တွေထပ်ပေါ်လာပြီးစိတ်ထဲမှာစံနှုန်းစံနှောက်ဖြစ်ကဖះရှိခိုးခြင်းကိုရက်တန်လိုက်ရတယ်။အမဒီမှာဘာလို့တောက်တဲ့ထိုင်နေရလဲ။ မင်းကညတွေ့တဲ့ကလေးမဟုတ်လားဟုတ်ပါရဲ့မမတားနေမယ်ကတက်တည်ပါ အသက်၉နှစ်ရှိပါပြီတားကိုတွေ့ဘူးလို့လိုက်ပြီးတော့မမတို့ကဒီမှာအချိန်ကြာကြီးနေမှာလားမနေပါဘူးကွယ်မမတို့ကဧည့်သည်တွေပဲအချိန်တန်ပြန်မှာပေါ့မင်းကမပြန်စီချင်လို့လားတားတို့ဘွားကငရဲခန့်နေရတယ်လို့ပါမမရဲ့မမတို့လိုလူပင်းနဲ့မတွေ့ရတာအတော်ကြပြီဘာလို့လဲကြာခဲ့ပါပြီအားလုံးကိုကျွန်တော်တို့ကိုထားခဲ့ကြတာ အဲ့ဒီကကျွန်တော်တို့ဒီနေ့လိုပဲပွဲတော်ကိုကျင်းပနေကြတာတရွာလုံးပျော်ရွှင်နေကြပေါ့အဲ့ဒီအချိန်မှာပဲမီးလုံးကြီးတစ်ခုဟာကျလာပြီးတော့တရွာလုံးကိုပြကြစေခဲ့တယ်။တားလည်းလည်းပြတ်သွားတယ်။သူ့ရဲ့ချေကိုပြောနေရင်ပြီအဲ့ဒီကလေးငယ်မှာသွေးတံတွေရဲရဲနဲ့ညာဘက်လက်ထပ်ပြက်နေတဲ့မြင်ကွင်းကိုမြင်လိုက်တာနဲ့သူ့ရဲ့ချေလည်းအလန့်တကြောင်အော်ဟေးလိုက်တယ်။အာအမေကဲပါသူ့ဘာဖြစ်တာလဲဘာဖြစ်တာလဲသူ့ရဲ့ချေအော်ဟေးတဲ့အကြောင်း အကောင်လုံးအိမ်မောကြနေရမှာနိုးလာကြတယ်။တဝန်းကျင်ရဲ့ဖြစ်ပျက်မှုကြောင့်အားလုံးလည်းအံ့ဩတကြီးဖြစ်ခဲ့ရတယ်။ဟင်ကြွကြီးဂူဂူရီတပွဲလုံးအိမ်ရမှာနိုးလာတဲ့အခါအုတ်ဂူရီကမှဖြစ်နေရဲ့။စူရီချက်လေးအဖွားဖြစ်သူပေးထားတဲ့ဆွဲကြိုးလေးကိုကင်ကာအိမ်ရမှာလှန်နိုးလာပြီးပို့ပြီးကြောက်နေတဲ့ကြာဖြစ်နေမိရဲ့။ကဲကဲကဲအထုပ်ဘိုးတွေတက်ပြီးတော့ဒီနေရာကအမြန်ဆုံးထွက်ကြရအောင်။စုရောအစင်ပြည့်လား။ဘာဖြစ်တာတော့ကွ။ဒီကအမြန်ဆုံးသွားကြရအောင်နော်။စုလက်မပြပြပါမယ်။ လမ်းမှာစွေချေပြောပြပြီးတော့အလုံးလေးတော်လုံးချောက်ချာကုန်ကြတယ်။အတငယ်လမ်းလျှောက်ပြီးတော့ကားလမ်းမကိုတွေ့ကကားနားမှာလည်းကားသမားနဲ့လူတချို့ရန်နေတာကိုတွေ့ရလို့အလုံးဝမ်းသာကုန်ကြတယ်။ဆရာတို့ရဲ့ကျုပ်ပြင်စိုးရင်လိုက်ကြရတာဗျာ။ဒီမှာတဖက်ရွာကလူတွေကပြောတယ်။ဆရာတို့သွားတဲ့ရွာကကြက်ရွာတဲ့။ကိုလိုနီခေတ်ကဘုံအကျဲခင်ရပြီ။တရွာလုံးနီးပါးပျောက်ချင်မလားပျောက်ပြီးတော့ကြက်ရွာဖြစ်ကုန်တာလေဗျာ။ဟင်ဟာဟုတ်မေး။ သူတို့ပြည့်ရဲ့လက်ဆောင်တွေကမနေ့ကကြောက်ခွဲတွေတွေ့ရပြီးတော့ဓာတ်ပုံတွေပြန်ကြည့်ရပုံတွေမတွေ့ရတော့ဘူးစုရည်ချဲအိမ်မက်နဲ့တစ်ထက်တည်းတူနေလို့အဖြစ်ပြက်တွေနဲ့အတူစုရည်ချဲကိုကြည့်လိုက်ကြံခဲ့တဲ့ကွင်းပြင်ကိုကြည့်လိုက်နေဝေခွဲမရဖြစ်နေကြတယ်ကဲကဲကဲဆရာတို့ရန်ကုန်ဝက်ပြန်ကြရအောင်ကွယ်ဒီရအတွက်ကုသိုလ်ကောင်းမှုပြုနေအောင်လဲစီစဉ်ကြပါပေါ့ခရီးစဉ်ကိုဖြက်ကရန်ကုန်ကိုပြန်ဖို့စီစဉ်လိုက်တယ်စုရည်ချဲကိုခလေးငယ်တယောက်မှငိုပြီးလက်ပြနှုတ်ဆက်နေခဲ့တယ် စုရည်ချင်းမှာအဲ့ဒီကလေးငယ်ရဲ့နှုတ်ဆက်မှုကိုတော့မတွေ့မမြင်ခဲ့ပြီပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူ စုသစ္စာရှင်းတာထားတဲ့ဗဟေတိစံတော်ရွာဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြပါပြီနားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်